success more ကုမ္ပဏီရဲ့အားသာချက်တွေစူးစီးမှုပဲဖြစ်ပါတယ်။ကျွန်မဒီဗီဒီယိုဖိုင်မှာ success more ကုမ္ပဏီရဲ့အားသာချက် အားလုံးကိုစူးစီးတင်ပြပေးသွားမှာဖြစ်တယ်။ဒီအားသာချက်အားလုံးကိုသိခြင်းအပြင်မိမိကဒီစီးပွားရေးမှာကိုကိုတိုင်လက်တွဲလောက်ကင်နေရတဲ့သူတွေအနေနဲ့ဒီအချက်တွေကိုသိသင့်တယ်သိထားရမယ်။ တိထားယုံတင်ပဲမဟုတ်ဘဲနဲ့ကိုကာစတမာတွေနဲ့တွေ့တဲ့အခါစီပွားရေးချဲ့ထွင်တဲ့အခါမှာမဖြစ်မနေအတုံးချရမယ်ဆိုတာကိုသဘောပေါက်နားလည်ဖို့လိုအပ်ပါတယ်။ဆက်ဆက်စမောကုမ္ပဏီရဲ့အားပါချက်တွေအများကြီးတဲမှာမှနံပါတ်1အချက်အနေနဲ့ပြောပြမယ်ဆိုရင်ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကို အရင်ဦးဆုံးချပြပေးမှာဖြစ်တယ်။ကုမ္ပဏီရဲ့ရည်ရွယ်ချက်ကမိသူမဆိုတစ်ဖက်တစ်လမ်းမှဝင်ငွေရနိုင်ခွင့်နဲ့ကျန်းမာရေးနဲ့စီးပွားရေးမြင့်တင်နိုင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။ကုမ္ပဏီကိုရည်ရွယ်ပြီးတည်ဆောက်ထားတာရည်ရွယ်ချက်ကကောင်းမွန်နေပြီးသားဖြစ်တယ်။မိမိကစီးပွားရေးကိုမြင့်တင်ခြင်းနဲ့ မိမိကကျမ်းမာရေးပိုင်းဆိုင်ရာအသိပညာတွေကိုမြင့်တင်ခြင်းနဲ့ဆိုရင် success small company အတွက်လက်တွဲတာ company နဲ့လက်တွဲတာမှန်ကန်နေပြီလို့ပြောလို့ရပါတယ်။နံပါတ်1အချက်အားသာချက်ကနှောင်းမားကတ်တင်ကုမ္ပဏီအများစုရဲ့အားနည်းချက်ဖြစ်တဲ့ရေးချေဖွင့်လှစ်ထားနိုင်မှု မရှိတဲ့ကုမ္ပဏီတွေပေါ့။အဲ့ဒီကုမ္ပဏီတွေရဲ့အားနည်းချက်ဟာဆိုရင် စစ်မှန်တဲ့ကုမ္ပဏီကိုဘလို့စတင်ဖွင့်လှစ်ရမလဲဆိုတာကိုမသိတာသူတို့ကစတင်ဖွင့်လှစ်တဲ့အချိန်မှာလုပ်ငန်းသဘောတရားမကျွမ်းကျင်သေးတာဖြစ်တဲ့အတွက်ဖွင့်လှစ်ရင်ဖွင့်လှစ်ရင်းနဲ့အပြောင်းလဲတွေလှုပ်ဆောင်သွားတာဖြစ်တယ် success small ကုမ္ပဏီကတော့အဲ့ဒီလိုမျိုးမဟုတ်ဘူးစတင်ဖွင့်လှစ်တဲ့အချိန်တည်းကရည်ရွယ်ချက်ပန်းနိုင်ဘလို့ပုံစံမျိုးနဲ့သွားမလဲဆိုတဲ့လမ်းကြောင်းဒါတွေကို ပထမဦးစွာ ဒီဇိုင်းဆွဲပြီးသားဖြစ်တယ်။အစစ်အမှန်ကုမ္ပဏီတစ်လုံးအနေနဲ့ဘလို့စတင် ဖွင့်လှစ်ရမလဲဆိုပြီးစတင်တဲ့အချိန်မှာတည်းဟောဒီဇိုင်းရှိပြီးသားလမ်းကြောင်းမှန်မှန်သွားနိုင်ပြီးသားဖြစ်တယ်။ထိမ့်သိမ့်တဲ့နီးတွေတည်တယ်။လုံဆောင်တဲ့အချိန်မှာဆက်တိုက်ဘာတွေကိုမြင့်တင်သွားရမလဲဆိုတဲ့အချက်တွေကိုတည်တယ်။ဒီအချက်တွေကိုသိတာထင်ရှားစွာရှားပြနိုင်တာဖြစ်တဲ့အတွက် ဥတီကျဲချီချီပြင့်မှန်ချီချီသွာလာခဲ့တာစနစ်တာကာလမှာဒီဇိုင်းဆွဲထားတဲ့အတိုင်းအကောင်အထည်ပေါ်နိုင်ခဲ့တာဖြစ်တယ်။ဒါကတော့နံပါတ်2ချက်။နံပါတ်3ချက်ဆိုလို့ရှိရင်ကုမ္ပဏီကဟန်ချက်ညီညီနဲ့ရေချေရက်တည်နိုင်ဖို့မြတ်မြတ်တတအဆင့်၄ဆင့်နဲ့ထင်ရှားပြတ်သားစွာတိဆောက်ထားနိုင်ခဲ့တာဖြစ်တယ်။သူဆွဲထားတဲ့ဒီဇိုင်းဟာဆိုလို့ရှိရင် အဆင့်၄ဆင့်နဲ့သွားထားတယ်။ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာမှုမရှိစေရဆိုတဲ့အဆင့်ရဲ့စားသုံးသူတွေကို ထိခိုက်နစ်နာမှုမရှိစေရဆိုတဲ့အဆင့်စီးပွားရေးသမားတွေကိုထိခိုက်နစ်နာမှုမရှိစေရဆိုတဲ့အဆင့်ရဲ့ကုမ္ပဏီမှာရှိတဲ့ဝန်ထမ်းတွေရဲ့ကုမ္ပဏီပိုင်ခြင်းတွေရဲ့ကုမ္ပဏီမှာရှိတဲ့ ကုမ္ပဏီက စီမင်းစီကံပိုင်းဆိုင်ရာ အရာအားလုံးကိုစူးစီးထားတဲ့ကုမ္ပဏီပိုင်းဆိုင်ရာကို ထိခိုက်နစ်နာမှု မရှိစေရဆိုတဲ့အဆင့်ဖြစ်ပါတယ်။စုစုပေါင်းအဆင့်၄ဆင့်နဲ့တွားထားတာဖြစ်ပါတယ်။ကဲနံပါတ်၄အနေနဲ့ဆိုရင်တော့လူတွေရဲ့ဘဝအဆင့်အတန်းမြင့်မားရေးကိုဦးစားပေးထားတာဖြစ်ပါတယ်။ကုမ္ပဏီက ပစ္စည်းရောင်းရဖို့တခုတည်းမဟုတ်ဘူးကုမ္ပဏီထဲမှာဝင်လာတဲ့စားသုံးသူဈေးရောင်းသူစီးပွားရေးသမားစတဲ့မြေသူကိုမဆိုဘဝမြင့်တင်ရေးဆိုတဲ့အနေထားကိုသွားတာဖြစ်တယ်အခုလက်ရှိမှာလူဦးရေ၃တန်းကျော်ရဲ့ဘဝကိုမြင့်မအောင်အဆင့်မြင့်လာအောင်တင်ပြလမ်းပြဖေးမခဲနိုင်တာဖြစ်ပါတယ် လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်ပါတယ်လူဦးရေတန်ပေါင်း30ရဲ့လက်ထဲကိုလည်းအရေးသွေးကောင်းတဲ့ထုတ်ကုန်ပစ္စည်းတွေဖြန့်ချီပေးနိုင်ခဲ့ပါတယ်ကုမ္ပဏီကထုတ်ကုန်ပစ္စည်းတွေရလဲပဲအရေးသွေးကောင်းတဲ့ထုတ်ကုန်ပစ္စည်းတွေဖြန့်ချီပေးနိုင်တာဖြစ်လို့ကျန်းမာရေး success mall ကိုတီးခွင့်ရတဲ့သူတိုင်းကိုရဲ့တမ်းမာရေးကိုကိုတိုင်းစောင့်ချောက်နိုင်ခွင့်ဆိုတဲ့အခွင့်ဒူးတွေကိုရရှိနိုင်တာဖြစ်တယ် နံပါတ်5အချက်နေနဲ့ဆိုရင်ကုမ္ပဏီကကြုံတွေ့နေရတဲ့ပြဿနာတွေအရာအားလုံးကို ကုမ္ပဏီကိုယ်တိုင် ဖြေရှင်းသွားတာဖြစ်ပါတယ်။ကုမ္ပဏီမှာကြုံတွေ့ရမယ့်ပြဿနာအခက်အခဲတွေကို စီးပွားရေးသမားတွေစားသုံးသူတွေဈေးရောင်းသူတွေကိုမမျှဝေပါဘူး။ကုမ္ပဏီကိုယ်တိုင်ဆက်ဆက်ရရာအားလုံးကိုခြေကနေကောင်းခံပြီးတော့ဖြေရှင်းပေးသွားတာဖြစ်တယ်။ သူတို့ကိုယ်တိုင်ကြုံတွေ့ရမယ့်အခက်အခဲပြဿနာတွေကို ဖြေချင်းပြီးတော့လွယ်ကူတဲ့အရာတွေကိုပဲစီးပွားရေးသမားတွေဈေးရောင်းသူတွေစားသုံးသူတွေကိုမျှဝေပေးတာဖြစ်တယ်။ကုမ္ပဏီစတင်ဖွင့်လှစ်တဲ့အချိန်ကလေးကဒီလိုအခက်အခဲပြဿနာတွေကိုကုမ္ပဏီကတရားရဂိုင်းနှုံရှိကနေဖြေချင်းပေးထားတာဖြစ်လို့ဈေးကွက် ထိုးဖောက်ရတဲ့သူတွေအနေနဲ့အရန်ကိုလွယ်ကူစေခဲ့တာဖြစ်တယ်။ နိုင်ငံညာစီးပွားရေးတွေကိုတိုးချဲတဲ့နေရာမှာလဲပဲကုမ္ပဏီကရှေ့ကနေယာကိုင်နှုံးအပြစ်ရင်းနှီးမြှုပ်နှံပေးထားပြန်ပါသေးတယ်။နံပါတ်5အချက်နေနဲ့ဆိုရင်ကုမ္ပဏီက brand ကိုတိတိကျကျချပြပေးထားတာဖြစ်ပါတယ်။ success mall ဆိုတဲ့ brand ကို လူတွေသိတာထင်ရှားစေအောင်လူတိုင်းမြင်နိုင်တဲ့နေရာတွေမှာချပြပေးထားတယ် online offline အကုန်လုံးရှားပြပေးထားတာဖြစ်တယ်။တီတီကြက်ကြက်တီထောင်လာခဲ့တဲ့ကုမ္ပဏီ၁၂နှစ်ကျော်ကာလအတွင်းထဲမှာလုံးဝ brand တွေကို မကျသွားပါဘူး။ကုမ္ပဏီရဲ့အရေးသွေးတွေကိုထတ်တိုးပြီးလို့တောင်မှ မြင့်တင် နိုင်ခဲ့ပြန်ပါသေးတယ်။နံပါတ်၆အနေနဲ့ဆိုရင်နီးစနစ် brand နီးစနစ် brand တွေကိုလည်းပဲအမြဲတမ်းစတင်တဲ့အချိန်ကနေအခုချိန်ထိမြင့်တင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုမြင့်တင်လာနိုင်ခဲ့တဲ့ဤစနစ်တွေထဲမှာဝင်ရောက်လုတ်ကင်တဲ့သူတွေကဆိုရင်စတင်ပြီးဝင်တဲ့သူတွေခေါင်းဆောင်တွေလိုမျိုး နောက်ထပ်နောက်ကျမှဝင်လာတဲ့သူတွေကလည်းယာဒူးတွေကိုကြော်ပြီးတော့မှတိုးခွင့်ရရှိတဲ့အခွင့်ထူးတွေကိုလည်းတိုးပြီးတော့မှ ရရှိစေသလိုဝင်ငွေတွေကလည်းပဲစတင်ပြီး ဝင်လာတဲ့သူတွေထက်တောင် ပိုပြီးတော့မှတိုးပြီးတော့မှရရှိနိုင်တဲ့အခွင့်ထူးတွေပဲဖြစ်ပါတယ်။ဝင်ငွေတွေလည်းတိုးပြီးတော့မှကြော်တက်ခွင့်ရှိတယ်ကြော်ပြီးတော့မှတိုးယူခွင့်ရှိတယ်ဒါတွေဟာကုမ္ပဏီရဲ့နီးစနစ်ကောင်းမွန်ခြင်းကြောင့်ဖြစ်တယ်တိုးလာတဲ့လူတွေဟာဆိုရင်ကြားမမရွေးလူမျိုးဘာသာမရွေးလူတန်းစားမရွေးအောင်မြင်နိုင်တဲ့နီးစနစ်တွေဖြစ်ပါတယ် ။နံပါတ်9အနေနဲ့ဆိုလို့ရှိရင်ခေါင်းဆောင် brand ဖြစ်ပါတယ်။ကုမ္ပဏီရဲ့ရေးချေခိုင်မာဖို့အတွက်ဆိုရင်ခေါင်းဆောင် brand ကအဓိကကျပါတယ်။ခေါင်းဆောင်တွေကို brand ရှိအောင်တည်ဆောက်ပေးနိုင်တာကတော့ကုမ္ပဏီပိုင်ရှင် CEO ရဲ့အဓိက key တွေဖြစ်တယ်။ CEO ရဲ့အရေးသွေးတွေအများကြီးလဲပါရှိတယ်လို့ကုမ္ပဏီပိုင်ရှင်ဒေါက်တာစေထွေရဲ့ စီးပွားရေးနဲ့တန်းမာရေးပိုင်းဆိုင်ရာတွေကို အသေးစိတ်မျှဝေပေးထားခြင်းကြောင့်ကုမ္ပဏီကခေါင်းဆောင်နေရဆိုရင်ကုမ္ပဏီကထုတ်ကုန်ပစ္စည်းအရေးသွေးတွေကိုတရောင်းမကြံအားလုံးအသေးစိတ်သိပြီးသားဖြစ်ပြီးတော့ကုမ္ပဏီပိုင်ခြင်း CEO ကလူတွေရဲ့ခေါင်းဆောင်ပိုင်းစကေးတွေကိုအမြဲတမ်းမြင့်တင်ပေးနိုင်တာဖြစ်လို့ကုမ္ပဏီထဲမှာလောက်ကင်နေတဲ့ခေါင်းဆောင်တွေဟာအရေးအချင်းတွေအမြဲတမ်း တိုးတက်မြင့်မားလာတာကို မြင်တွေ့ရတာဖြစ်ပါတယ်။ပတ်ဆံရတာမျိုးတစ်ခုပဲမဟုတ်ဘဲနဲ့အရေအသွေးရှိတဲ့ခေါင်းဆောင်တွေကို အများကြီးမွေးထုတ်ထားနိုင်တဲ့သင်တန်းကျောင်းတွေလည်းဖွင့်လှစ်ထားပေးတာဖြစ်လို့ဒီသင်တန်းကျောင်းမှာသင်တန်းကျောင်းဆင်းလာတဲ့ခေါင်းဆောင်တွေမြောက်များစွာရှိနေတာဖြစ်ပါတယ်။ကုမ္ပဏီရဲ့ရေးချေးစီမင်းစည်းကမ်းတွေကုမ္ပဏီရဲ့တိတာထင်ရှားစေတဲ့ ယဉ်ကျေးမှုတွေကို အကောင်ထွေပေါ်နိုင်တာဖြစ်တဲ့အတွက်ကုမ္ပဏီကဒီအချက်လက်တွေကိုအဓိကထားပြီးတော့ brand တစ်ခုအနေနဲ့တည်ထောင်ခဲ့တာဖြစ်ပါတယ်။နံပါတ်၈အနေနဲ့ဆိုရင်ကုမ္ပဏီရဲ့ရောင်းအားတွေကို မကြည့်ပဲလက်တွဲလုပ်ကင်နေတဲ့သူတွေကိုကုမ္ပဏီဘက်ကနေမိသားစုစီးပွားရေးတရက်လို့ နှွေးထွေးမှုတွေရင်းနှီးမှုတွေချစ်ခင်မှုတွေဒန်းတူဆက်ဆံမှုတွေကိုအပြည့်အဝပေးထားတာဖြစ်ပါတယ်မိဆွေကဘလို့နေရာမျိုးကနေအခြေခံနေနဲ့စတင်စ조사ခဲ့သူဖြစ်ပါစေအမြင့်ကိုရောက်လာတဲ့အခါမှာမိဆွေဟာ0ကနေစတင်ခဲ့ရတဲ့သူလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သို့တော့ကုမ္ပဏီပိုင်ချင်ကကြောသားရင်သားမခွဲခြားဘဲနဲ့မိမိကိုနှွေးထွေးစွာနားလည်မှုအပြည့်နဲ့ဆက်ဆံခဲ့တာ။ ဒီအရာတွေဟာကုမ္ပဏီပိုင်ရှင်တွေရဲ့အဓိက success small company ရဲ့ brand တစ်ခုလည်းဖြစ်ပါတယ်။ကုမ္ပဏီရဲ့အားသာချက်တွေထဲမှာဒီအချက်ဟာအခြားသောကုမ္ပဏီတွေ copy ကူးလို့မနိုင်တဲ့အချက်လည်းဖြစ်ပါတယ်။လူတယောက်ရဲ့အကျင့် visa ဇာရိတ်တာနဲ့တိတ်ခါရှိမှုတွေဂရီးသစ္စာတည်မှုတွေဟာကုမ္ပဏီတစ်လုံးရဲ့အဓိကအသက်သွေးလမ်းကြောင်းပဲဖြစ်ပါတယ်။နံပါတ် အားသာချက်ကတော့ကုမ္ပဏီဟောင်း online offline ဈေးကွက်ကိုအချိန်နဲ့တပြေးညီလျင်မြန်စွာပြောင်းလဲယူနိုင်ခြင်းဖြစ်တယ်။ထုတ်ကုန်ပစ္စည်းတွေကိုမြန်မြန်ဆန်ဆန်နဲ့တည်ယူပို့ဆောင်နိုင်တဲ့ဤစနစ်တွေကိုအချိန်နဲ့တပြေးညီအမြဲတမ်းတိုးတက်မြင့်မအောင်လှုံ့ဆော်နိုင်ခြင်းဖြစ်တယ်။ကုမ္ပဏီကထုတ်ကုန်ပစ္စည်းတွေဟာနိုင်ငံအသီးသီးမြို့နယ်အသီးသီးလူမျိုးတန်းစားမရွေးအမြဲတမ်း အမြဲတမ်းပို့ဆောင်နေရတာဖြစ်တဲ့အတွက်ဒီတဲယူပို့ဆောင်တဲ့နေရာမှာလည်းပဲအမြဲတမ်းတိုးတက်မြင့်မားနေဖို့လိုအပ်ပါတယ်ဒီအချက်တွေကိုကုမ္ပဏီက အတိတိကျကျနဲ့စနစ်တကျလုံဆောင်နိုင်တာကိုလည်းတွေ့မြင်ခဲ့ရမှာ ဖြစ်ပါတယ်နံပါတ်6အနေနဲ့ဆိုလို့ရှိရင်ကုမ္ပဏီဟာဖွင့်လိုက်ပိတ်လိုက်အမြဲတမ်းမလုပ်ပါဘူး တလားပိတ်လိုက်နှစ်လားပိတ်လိုက် သုံးလားပိတ်လိုက်ကုမ္ပဏီပိုင်ရှင်အလဲခยีသွားနေလို့ကုမ္ပဏီပိုင်ရှင် နိုင်ငံသားတွေသွားနေလို့ကုမ္ပဏီပိုင်ရှင်စံမာရေးမကောင်းလို့ယုံနေပိတ်ရတယ်ဆိုတဲ့အနေအထားမျိုးတွေမရှိပါဘူးဘယ်တော့ခါမှကုမ္ပဏီဟာအကြောင်းရင်းမရှိဘဲနဲ့ မပိတ်ပါဘူးအစိုးရရဲ့ပိတ်ရက်တွေမှသာလင်ဝန်ထမ်းတွေအတွက်ပိတ်ပေးတာမျိုးရှိပြီးတော့တန်တဲ့ရက်တွေဆိုရင်အမြဲတမ်းပုံမှန်ဖွင့်ချိန်ဖွင့်နေပုံမှန် ပိတ်ချိန်ပိတ်ပါတယ်ဒီအချက်တွေဟာစားသုံးသူတွေအတွက်အဓိကယုံကြည်မှုကိုပေးနိုင်တာဖြစ်ပါတယ်အွန်လိုင်းမှာတချို့သောပိတ်ရက်တွေဆိုရင်အွန်လိုင်းကနေတည်ယူပို့ဆောင်ရေးစနစ်တွေကိုအကောင်းဆုံးပိတ်ရက်မရှိလဲပတ်နိုင်အောင်လှုပ်ဆောင်ပေးနိုင်တာတွေကိုလည်း တွေ့မြင်ရမှာဖြစ်တယ်ဒီအချက်တွေကြောင့်ပဲ12နှစ်တိုင်တိုင်ဝယ်ယူသုံးစွဲလာတဲ့ဖောက်သွေတွေကမပြတ်မလတ်အမြဲတမ်းအာမခံပရိသတ်အနေနဲ့ရရှိနေနိုင်တာဖြစ်ပါတယ်ကဲနံပါတ်30အနေနဲ့ဆိုလို့ရှိရင်တော့ ကုမ္ပဏီကဈေးကွက်ထိုးပေါက်တဲ့နေရာမှာ နိုင်ငံသားနက်ဝက်တွေကိုအတိအကဥတီချက်ထားပြီးတော့ချဲ့ထွင်နိုင်ခဲ့တာဖြစ်တယ်။အဲဒီလိုချဲ့ထွင်တဲ့နေရာမှာလည်းပဲတရားရာဂိုင်နှုံးယင်းနီးမြုပ်နှံနိုင်ခဲ့တာဖြစ်တယ်။ပထမဦးဆုံးစတင်တဲ့နေရာမှာ stock kit ဆိုပြီးတော့မှစတင်ပြီးတော့တဖြည်းဖြည်းနဲ့ယုံခွဲကုမ္ပဏီခွဲအဖြစ် ိုးချဲ့ပြီးတော့မှစတင်ချဲ့ထွင်ပေးနိုင်တာဒီအချက်ဟာ စီးပွားရေးသမားတွေအနေနဲ့တကဘာလုံးကိုဖြန့်ချီနိုင်တယ်ဆိုတဲ့ယုံကြည်မှုတွေကို ပေးနိုင်တာဖြစ်ပါတယ်စတင်ဖွင့်လှစ်တဲ့အချိန်ကနေစပြီးတော့အခုအချိန်ထိကို အမြဲတမ်းတိုးချဲ့လာနိုင်ခဲ့တဲ့ကုမ္ပဏီတစ်လုံးလည်းဖြစ်ပါတယ်။နံပါတ်30အနေနဲ့ဆိုရင် AI နီးဗျူဟာနဲ့ခင်မီစမ်းသစ်တဲ့ website တွေ ဒီအရာတွေကိုကုမ္ပဏီဘက်ကတရားရာဂိုင်နှုံးယင်းနီးဘူးမှုမြောင်းယင်းနီးမှုပေါင်းများစွာကိုတရားရာဂိုင်နှုံးပြည့်သူကိုယ်တိုင်ယင်းနီးမြုပ်နှံပြီးတော့စီးပွားရေးသမားတွေအတွက်အထောက်အကူပို့ပေးနိုင်တဲ့အကူပစ္စည်းကရိယာတွေကိုအမြဲတမ်းတီထွင် ပေးနေတာဖြစ်ပါတယ် AI နဲ့ရှင်ပြီးတော့မှ စီးပွားရေးကို ရေရှည်နောက်နှစ်ပေါင်းရာချီကိုသွားမှာဖြစ်တဲ့အတွက် AI နီးပညာတွေမတုံတက်တဲ့သူတွေကိုလည်းတင်ပြပေးတဲ့သင်တန်းတွေကိုဖွင့်လှစ်ထားတယ်။အဲဒီလိုသင်တန်းတွေဖွင့်လှစ်တဲ့နေရာမှာလည်းပဲငွေကုန်ကြေးကျချိစရာမလိုဘဲနဲ့အခမဲ့ fee တွေ online ကနေသင်ပေးတာမျိုးရုံးခွဲတွေထဲမှာသင်ပေးတာမျိုးเนาะကျွမ်းကျင်နားလည်တဲ့သူတွေကိုငှားရမ်းပြီးတော့ AI နီးစနစ်တွေကို website တွေနဲ့ steam ထွင်ပြီးတော့သုံးတဲ့အပြင်ဒီနီးပညာရက်တွေကိုသင်ပြပေးနိုင်တဲ့ကျွမ်းကျင်သူတွေကိုလည်းငွေကုန်ကြေးကျခံပြီးတော့ငှားရမ်းပေးထားတာဖြစ်ပါတယ်။အဲဒီလိုသင်ပြပေးတဲ့သူ အစင်းစင်းကနေဒီနေ့စီးပွားရေးလောက်ကင်နေတဲ့သူတွေကို လွဲကူစေနိုင်အောင်ဖန်တီးပေးတာဖြစ်ပါတယ်။နံပါတ်7အနေနဲ့ဆိုရင်ကုမ္ပဏီပိုင်ခြင်းတွေက ီကုမ္ပဏီပိုင်ခြင်းနဲ့အတူလက်တွဲလောက်ကင်လာတဲ့သူတွေအတွက်လွဲကူစေနိုင်ဖို့ဆိုပြီးတော့ဝန်ထမ်းအရေးအသွေးပြေးဝတဲ့ဝန်ထမ်းတွေများစွာကိုငားရန်ပေးထားပြန်ပါသေးတယ်အဲ့ဒီလိုဝန်တန်းတွေကိုငှားပေးထားတာဖြစ်တဲ့အတွက်ဝန်တန်းတွေဟာမိမိတို့နဲ့အတူအမြဲတမ်းအချိန်တပြေးညီကုမ္ပဏီပိုင်ခြင်းနှစ်ဦးနဲ့အမြဲတမ်းအလုံးလုံးနေရတယ်လို့မျိုးမိမိတို့ရဲ့တနေ့တာလှုပ်ဆောင်ချက် ဘျူဟာပလန်နော်စားတဲ့ဒီအရာတွေအကုန်လုံးကိုဝန်ထမ်းနေနဲ့အလုပ်လုပ်ခြင်းအပြင်ချက်ချင်းမိမိတို့ရဲ့လုံဆောင်ပုံတွေဟာကုမ္ပဏီပိုင်ရှင်တွေအထိတိုက်ရိုက် ရောက်သွားတာဖြစ်ပါတယ်။အဲဒီလိုကုမ္ပဏီပိုင်ရှင်တွေကလုံဆောင်ပေးနိုင်တာဖြစ်တဲ့အနေအထားတစ်ခုမှာမိမိတို့အတွက် လွယ်ကူစေနိုင်တာဖြစ်တယ်။တချို့သောပြည်တနာတွေဟာကုမ္ပဏီပိုင်ရှင်အထိကိုတိုက်ရိုက်မရောက်သွားရင် ပြစ်တနာဖြည့်ချင်းတဲ့နေရာမှာကြန့်ကြာနေတာမျိုးတွေဖြစ်နိုင်တယ်။သို့တော့ကုမ္ပဏီကအဲ့လိုမျိုးတွေမဖြစ်ရလေအောင်ကြွန့်ကျင်တဲ့ကုမ္ပဏီဝန်ထမ်းတွေကိုငှားထားတာဖြစ်တဲ့အတွက်မိမိတို့အတွက်လွယ်ကူစေပါတယ်။နံပါတ်7အနေနဲ့ဆိုရင်ကုမ္ပဏီကငွေပေးပုံစနစ်ဖြစ်ပါတယ်။ငွေပေးပုံစနစ်ဟာဆိုရင်ကုမ္ပဏီက ဝင်ငွေရနေတဲ့သူကနေဝင်ငွေရများတဲ့သူအဆင့်အထိ အစင်စင်တောင်းကနန်းကနေတိန်ကနန်းတိန်ကနန်းကနေတန်းကနန်းအထိကိုမပြတ်မကွက်ကုမ္ပဏီကနေပေးတာဖြစ်ပါတယ်အချိန်တိတိကျကျနဲ့ပေးတယ်ပေးတဲ့နေရာမှာလည်းပဲငွေပေးတဲ့နေရာမှာအမှားယွင်းမရှိစနစ်တကျနဲ့ပေးတာ ဖြစ်ပါတယ်ဒီလိုပေးတဲ့နေရာမှာနှစ်စဉ်နှစ်တိုင်းဘလောက်ထိပေးခဲ့သလဲဘယ်နှစ်ယောက်ထိပေးခဲ့သလဲဆိုရဲစရင်စရားတွေလည်းတိတိကျကျရှိပါတယ် ကွန်မဏီတီထောင်တဲ့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာငွေအခွန်ထုတ်ကုန်အခွန်ကွန်မဏီအခွန်စတဲ့ဝန်ဆောင်မှု အခွန်တင်သွင်းခွင့်အခွန်ဆိုပြီးတော့တနိုင်ငံတိုင်းတနိုင်ငံတိုင်းစီမှာအခွန်ဆောင်တဲ့အစခွန်နေကိုတိတိကျကျမှန်မှန်ကန်ကန်နဲ့စောင့်ထားတာဖြစ်တဲ့အတွက်မိမိတို့အလုံးလုံးရတဲ့နေရာမှာတိတိကျကျနဲ့လှုပ်ဆောင်နိုင်တာလည်းဖြစ်ပါတယ်။ အန်တီလိုလှုပ်ဆောင်နိုင်တာဖြစ်လို့မိမိတို့ကုမ္ပဏီရဲ့အားတာချက်ဒီအချက်၁၂ချက်လုံးကိုတိပီးပြီဆိုရင်မိမိတို့အနေနဲ့ဒီအချက်တွေကို မြင့်တင်နိုင်ဖို့လိုအပ်ပါတယ်ဒီအရာတွေကို တိတိကျကျတိထားတဲ့သူတိုင်း success မောစီးပွားရေးမှာရေချီအာမခံမှုတွေကိုရရှိနိုင်တာဖြစ်ပါတယ်